ဆရာတော်သိခာခံယူမိသူကိုသူသည်ယုံကြည်အားချက်များထိမ့်သိမ်းရာနှင့်ပတ်သက်၍လူထုပိဒါရှိတွင်မင်းမြန်ရမည်ဟုသောတန်ရှင်းသောရှေးရဟန်းအဖွဲ့အစည်းကဥပဒေပညာထားရှိသည်ထို့ကြောင့်ချစ်လက်စွာသောညီတော်တပည့်တော်ကြီးတို့ကကျွန်ုပ်တို့အားအနှင်းထား၍ကျွန်ုပ်တို့၏လက်တင်ခြင်းဖြင့်သင်အားအနှင်းထားမည်ဖြစ်သောဤတာဝန်ကို တရှင်သောဝိညာဉ်တော်ဖျားကြီးကျေးဇူးတော်အကူအညီဖြင့်တေသည့်တန်ရောက်ထမ်းဆောင်ရန်အလိုရှိပါ၏လော အလိုရှိပါသည်သင်သည်ခရစ်သူခင်၏ဧဝံဂေလိတရားတော်ကိုသစ္စာရှိစွာအစဉ်တစိုက်သင်ကြားပေးရန်အလိုရှိပါ၏လောအလိုရှိပါသည်သင်သည်တပည့်တော်ကြီးတို့မှစာ၍နေရာတိုင်းအစဉ်ထိမ့်သိမ်းခဲ့သော ယုံကြည်ရာအချက်များကို နှကိုမူရင်အတိုင်အပြည့်အဝထိမ့်သိမ့်ရာအလိုရှိပါ၏လောလိုရှိပါသည်တင်သည်ခရစ်သူတခင်၏ခန္ဓာတော်ကြီးဟူသော အသင်းတော်ကို တိဆောက်ရ၎င်းမမြတ်သောတမန်တော်ကြီးတံပေ3၏အရအရာကိုဆက်ခံသောဘုက္ကိုဤဩဇာကိုနာခံ၍ဆရာတော်တို့နှင့်အတူထိုခန္ဓာကိုယ်၌တလုံးတဝသည်အစင်နေထိုင်ရ၎င်းအလိုရှိပါ၏လော့ အလိုရှိပါသည်တင်ဒီပမြတ်သောတပိတော်ကြီးတံပေ3အရရာကိုဆက်ခံသော ပုရားမင်းကြီးပုဂ္ဂိုလ်အားတစ္ဆာရှိစွာနာခံရန်အလိုရှိပါ၏လောအလိုရှိပါသည်တင်ဒီတင်နှင့်လှုပ်ဖော်ကြိုင်ပဲများဖြစ်ကြသောယဟန်တော်များနှင့် ဥပဇင်ကြီးများနှင့်အတူတကားဘုရားသခင်အသင်ရှင်သော လူစုကိုကယ်တင်ခြင်းချမ်းသာသို့ပို့ဆောင်သောလမ်းတော်၌ ဒါဝန်ခြေပြွန်သော အဖပိသစွာဂੁੰကြီးစောင်းလျှောက်၍ဥဆောင်ရန်အလိုရှိပါ၏လော အလိုရှိပါသည်တင်းဒီတခင်ပြား၏နမတော်ကိုထောက်၍စိရဲ့နွမ်းပါသူများဧသည်အာဂန္ဓုများနှင့်ဒုက္ခရောက်နေသူတို့အားကရုဏာမေတ္တာစေတနာထားရန်အလိုရှိပါ၏လောအလိုရှိပါသည် သင်သည်လမ်းလွဲလမ်းမနေသောသိုးတို့အားကောင်းသောသိုးထင်ပီသားစွာစုံစမ်းရှာဖွေ၍သခင်ပြား၏သိုးချံသို့စုယုံပေးရာအလိုရှိပါ၏လောအလိုရှိပါသည်သင်သည်အနာတကောတော်နှင့်ပြည့်စုံတော်မူသောဘုရားသခင်တန်တန်ရှင်သောလူစုအဖို့အမြဲတစေစုပန်တောင်းလျှောက်ရာနှင့်ဆရာတော်၏လုပ်ငန်းတာဝန်များကိုအပြည့်တင်ခွင့်ကင်းစွာ ဆောင်ရွက်ရာအလိုရှိပါ၏လောဖျားသခင်ကူညီဆောင်မခြင်းကိုအားကိုးလျက်အလိုရှိပါ၏ဒီ၌ကောင်းသောလူငန်းစဉ်ကို အစာပြုခဲ့သောဖျားသခင်သည်စုံလင်ပညာဥတည်တိုင်အောင်ဆောင်ရွက်တော်မူပါစေသောယခုချိန်မှစပြီးယဟန်နာပေါင်းတို့၏လစ်တနီတည်ဆိုမိအပိုင်းကို ရောက်ရှိပါပြီဇီယာရောလောင်းသည်မိမိ၏ဘဝကိုဖျားသခင်နှင့်သာသနာတော်အတွက် အပီးအပိုင်အပြည့်အဝစက္ကန့်မှုကို ပြရန်ဝမ်းလျာမှောက်လျက် နေပါလိမ့်မယ်။ဇာတော်ဘွား၏ကြီးလေးသောတာဝန်ဝတရားများကို ဆောင်ရွက်ရန်မိမိခွန်အားနှင့်မလုံလောက်ပေ။ဖျားသခင်၏ကူညီဆောင်မမှုယဟန္တာသူတော်စင် သူတော်မြတ်တို့နှင့် ဘာသာဝင်အပေါင်းတို့၏စုတောင်းမြတ်တာအကူအညီကိုလိုအပ်ကြောင်းဖော်ပြရန်ယဟန္တာအပေါင်းတို့၏လက်တနီဖြင့် ်ဆူတောင်းပေးကြရပါလိမ့်မယ်။ယဟန္တာပေါင်းလက်တနီတီဆိုနေစဉ်ဆရာတော်လောင်းကဝမ်းလျာမောက်လျက်နေပါလိမ့်မယ်။ပရိသတ်များအားလုံးဒုထောင်လျက်ပါဝင်ဆူတောင်းမှုဖြစ်ပါれ။ယခုအားလုံးမတည့်ရပြီးသိခါပေးမိခိုင်းကျုပ်ဆရာတော်ဖရားမှာတောက်ချမဆောင်ပဲလက်အုပ်ချီကပိတ်သက်ပဲသူလှဲ့၍ဆူတောင်းပေးမှာဖြစ်ပါတယ်ချစ်ရစွာသောညီကမ္မနမတို့ အနန္တကုရောနေပြည့်စုံတော်မူသောဘုရားသခင်သည်ရေကောက်ထားသောဒီမစင်ညာရီမန်ဝေလင်တန်အာအသင်းတော်၏အကျိုးကိုမျှော်ကိုး၍ကျေးဇူးတော်ကိုတရားကြည်ပြုစွာအပြည့်ဝပေးပါမိအကြောင်းဆုတောင်းကြပါစို့အလုံးထူထောက်ကြပါ Kyrie eleison. Kyrie eleison. Christe eleison. Ele Kyrie eleison. Kyrie ele Maria Mater Dei. say, Ora pro nobis, Sancte Ioannes Baptista, Ora pro nobis, Sancte Petri et Pauli, Sancte Anna, te Stefane. Sancte Ignati Antiochene. Ora pro nobis. Sancte Lorenzi. Sante perpetua et felicitas. Ora te pronobis. Sante Agnes. Ora pronobis. Sante Augustine. Ora pro nobis. Sancte Athenasi. Ora pro nobis. Sancte Basile. Ora pro nobis. Sancte Martinez. te Benedicte Ora te pro nobis Sancte Francis de et Dominice Ora te pro nobis Sancte Francis de Sancte Ioannes Maria Vianne Ora pro nobis Sancta Caterina Sinensis Ora pro nobis Sancta Teresia di Avila Ora pro nobis Omnes Sancte et Sancte Dei. Ora te pronobis. Propitius est Ab omnes. Ionem Spiritu Tuum. Libera nos Domine. Per mortem et resurrectionem Tuum. Libera nos Per effusionem Spiritu Sancti. Ecclesiam Sanctam Regere et Consevare Dinieri Domnum Apostolicum et omnes ecclesias tuc ordines in sancta religione conservare dinieri. conctes populus pacem et veram concordiam donare dignieris vero domus ut nos mestiso so in tuo sancto servesio confortare et conservare dignieris Son electum tuum, benedicere digneris. Ut lectum tuum benedicere et sanctificare digneris. Te amamus Marina. tuum benedicere, santificare, et consecrare dignere. Teo capus laudibus, Iesu fele ခင်တပည့်တော်တို့တောင်းလျှောက်ခြင်းများကို ကြည်ပြုစွာနာညောင်းတော်မူ၍ယန္တုန်ဆရာဂျေဇုတော်များနှင့်ကရောဤကောင်းကြီးတကိုယ်တော်ကိုကရောဤစေကန်သာရေမင်းဝဲလင်းထူပေါ်သို့သွန်လောင်းပြတော်မူပါမည်အကြောင်းတပည့်တော်၏သခင်ခရစ်တုကိုမြည်ပြု၍တောင်းလျှောက်ကြပါသည်ဖျား မတရဲ့ပါဆိုအလောထိုင်ကြပါယခုချိန်မှာတိတ်ခါတင်ခန္ဓာဤအရေးကြီးဆုံးအပိုင်းဖြစ်သည့်လက်တင်ခြင်းအပိုင်းကိုရောက်ရှိလာပြီဖြစ်ပါတယ်တိတ်ခါတင်ပေးသည့်ဆရာတော်ကြီးသည်ဒေါချဆောင်းလျက်ဒုထောက်နေသောဆရာတော်လောင်းဤဥကောင်းပေါ်လက်ထင်၍တိတ်ခါပေးပါလိမ့်မယ် ထို့နောက်ဆရာတော်များအားလုံးထောက်ချဆောင်ရည်တပါးပြီးတပါးလက်တင်ကြမှာဖြစ်ပါတယ်ဆရာတော်လောင်းပေါ်တန်ရှင်သောဝိညာဉ်တော်ဖရာဆင်းကြွတော်မူ၍ဆုံးလင်းသောယဟန်ဘဝဖြစ်သည့်ဆရာတော်ဘဝသို့တွင်မြောက်ပေးရနှင့်တခင်ခရစ်တော်ဖရာရှင်ထံမှလက်ဆင့်ကမ်း၍ရရှိထားသောသိခါတော်မြတ်ကိုသာသနာတော်မှဆရာတော်ကြီးများမှတဆင့် လက်ဆင့်ကမ်းခြင်းကိုပေါ်ပြခြင်းပင်ဖြစ်ပါတယ်။ဆရာတော်များအားလုံးလက်ရာရစ်စီတန်လျက်လက်တင်ခြင်းမင်္ဂလာတော်မြတ်၌ပါဝင်ကြဖို့ယံတပည့်တော်ယူသည်စွာရှောက်ထားအပ်ပါတယ်။ ခာတင်ခြင်း၏အရေးကြီးဆုံးအပိုင်းဖြစ်သည့်သိခာတင်မင်္ဂလာစကားရွတ်ဆိုတဲ့အပိုင်းကို ရောက်ရှိပါပြီ။သိခာတင်ပေးသည့်ဆရာတော်ကြီးသည်တမန်ကျမ်းစာတော်မြတ်ကို ဖွင့်လျက်ဒုထောင်နေသောဆရာတော်လောင်း၏ဥကောင်းပေါ်တွင် တင်ထားပါလိမ့်မယ်။ယဟန်တော်နှစ်ပါးမှ ကျမ်းစာအုပ်ကိုသိခာတင်မင်္ဂလာမြတ်တာပြီးဆုံးသည့်အထိဂိုင်ထားပေးရပါလိမ့်မယ်။ ဆရာတော်သည်မိမိ၏ဘဝကို ခရစ်တော်ဖျားရှင်ထံမှရရှိခဲ့သောကျမ်းစာတော်မြတ်၏သွန်သင်ချက်ဖြင့်ပုံသွင်း၍ကျမ်းစာတော်မြတ်တွင်ပါဝင်သည့်ယုံကြည်ခြင်းအမွေအနှစ်ကို ထိမ့်သိမ်းကာကွယ်စောင့်ရှောက်ရသကဲ့သို့ထိုကျမ်းစာတော်မြတ်ကို ဟောပြောသွန်သင်ရန် တာဝန်ရှိကြောင်းဖော်ပြခြင်းပင်ဖြစ်ပါသည်။ဒိခါတင်ပေးသည့်ဆရာတော်ကြီးသည် တောက်ချမဆောင်ပဲ ဇီယာရောလောင်းအပေါ်ကိုအပေါ်တို့လက်ကိုဆန့်လျက်ဇီယာရောဘိတ်သိမ့်မင်္ဂလာပတ္ထနာစကားတော်ကိုရွတ်ဆိုပါလိမ့်မယ်ဇီယာရောတိတ်ခါတင်မင်္ဂလာမြတ်တာရောမှအ धिक ကြသောအပိုင်းကိုဇီယာရောကြီးများအားလုံးမှ လက်အုပ်ကြီးလျက်အတူတကွရွတ်ဆိုကြပါလိမ့်မယ်ဘုရားသခင်ကြောသည်တပည့်တော်၏သခင်ယေရှုခရစ်တို့၏ ကမိတော်ဖြစ်တော်မူ၍သနာကျူရာတော်နှင့်ပြည့်စုံတော်မူသောအဖာနှင့်ဤသိဉ္ဇေဟုသည်မြာကိုပြတော်မူသောဖျားဖြစ်တော်မူ၏ကရာတိကောင်းကင်ဘုံ၌ကေဝတော်မူ၏နိုင်ချသောသူတို့ကို ကြည်ရှုတော်မူ၏အရာခသိန်းတို့ကို မရှိမဖြစ်မီကားတည်တော်မူ၏နှုတ်ကပါတော်အဖြစ်ကရော၏အသင်းတော်အားယေရှုတော်ရာရာနိလမြာကိုပေးသနာတော်မူသောဘုကုရောမြာဖြစ်တော်မူ၏ အစာဦး၌အာဗြဟံမှာစာ၍ဖြတ်မှတ်သောသူတို့၏အမျိုးအနွယ်တို့ကိုကြိုတင်သတ်မှတ်ပြတော်မူခဲ့ပေသည်ကရောသည်ယဟန်ကျုံများနှင့်ယဟန်တော်များကိုခံထားတော်မူ၍မိမှန်တော်များကိုအမှုထမ်းမရှိစေဘဲဖြစ်ထားတော်မူမူပေသည်ကရောသည်ကဘာဦးမှာစာ၍ကရောရွေးကောက်တော်မူသောသူတို့အားဖြင့်ဂုံပြူချီးမွမ်းခြင်းကိုနှစ်သက်တော်မူသည် ယခုမူကားဤရွေးချောင်းရွေးကောင်းချေခါသောသူဘောသူကရောဤတကိုယ်တော်တည်ဟူသောတရှင်သောဝိညာဉ်တော်ကိုစင်သက်စေရမူပါကရောသည်ထိုတရှင်သောဝိညာဉ်တော်ကိုကရောချင်းမြနွေရမူသောသာရောခရစ်တုအားမိသနာတော်မူသည်ခရစ်သူသခင်သည်လည်းကရောဤမကုခနိုင်သောဘုံကုံတော်ဖုံးကားနေရာတိုင်း၌ကရောဤဗိမာန်တော်အဖြစ် အသင်းတော်ကို တီထောင်ကြသောတပည့်တော်ကြီးတို့အားပေးသနာတော်မူခဲ့ပေသည်စိတ်နှလုံးပေါင်းတို့ကိုသိမြင်တော်မူသောအဖဆရာတော်ဖြစ်သူကိုရော်ရွေးကောက်တော်မူသောကိုရော်ဤသာဤသူအားသနာတော်မူပါသူသည်ကိုရော်ဤသာရှင်သောသိုးစုကို ထိန်ချောင်းနိုင်ရ၎င်းကိုရော်နိညာမပြအစေခံလျက်ရဟန်းကျုပ်အဖြစ်ကိုရော်ဤရှင်၌အဖြစ်တည်ခွင့်ကင်းစွာ ထိမ့်သိမ့်နိုင်ရ၎င်းကရောဤတရှင်သောအသင်းတော်ကို ပူဇော်စကားရာများကို ပူဇော်၍ကရောဤမျက်နာတော်ကို အမြဲတစေနှင့်သိမ့်စေရ၎င်းကရောဤအမိန်တော်တိုင်းတရှင်သောဝိညာဉ်တော်၏တကူတော်အဖြစ်ယဟန်ကျုံနှင့်ဆိုင်သောအပြစ်များလွတ်ပိုင်ခွင့်အာဏာကိုရရှိစေရ၎င်းကရောဤအမိန်တော်တိုင်းအလုတာဝေများကို ဝေငှပေးနိုင်ရ၎င်းတပည့်တော်ကြီးတို့ဟာကရောပေးသနာတော်မူခဲ့သောအနာတော်တိုင်း အနောင်ဘွဲ့ရှိသည်များကို ဖြေလွတ်နိုင်ရလကောင်းမွေးကြရင်နာကိုကရောအားဆက်ကပ်ပူဇော်လျက်နုညံ့သောနှလုံးသားဖြင့်ကရောအားနှစ်သက်စီရလကောင်းကိုညီဆောင်မတော်မူပါမည်ကြောင့်တရှင်တော်ဝိညာဉ်တော်၏ကွာကရောဤဘုံကုန်တော်နှင့်တကူတော်ကိုထင်ရှားတော်မူသောကရောဤသားတော်တပည့်တော်၏သခင်ယေရှုခရစ်တုကိုမြည်ပြွေတောင်းလျှောက်ကြပါသည်ဖျား ယခုဆရာတော်သည်ဥကောင်းကိုတန်ရှင်းသော ခရစ်မတ်မင်္ဂလာစီဖြင့်လိမ့်ချံပါဖြစ်ပါれဓမ္မဟောင်းကာလမှာဘယင်း prophet ယဟန်တွေကို မင်္ဂလာစီလူပြီးဗိသိက်မင်္ဂလာပေးလိရှိပါれစီလိမ့်ချင်းဖြင့်ဆရာတော်သည်ဆရာတော်ရဲ့တာဝန်ဝတ္တရားများကို အကောင်းဆုံးဆောင်ရွက်နိုင်ဖို့ဝိညာဉ်တော်ဖျားမြတ်ရဲ့စုစည်းစုတော်များ ခံယူရရှိမှုကို ဖော်ပြပါတယ်ခရစ်သုတခင်ယဟန်ကျုပ်ဖြစ်၌သင်အားပါဝင်တော်မူသောဘုရားသခင်သည် တရားဝဲနည်းနည်းသောမင်္ဂလာစီဖြင့်ကိုယ်တိုင်လင်းကြံတော်မူပါစေ။ဝိညာဉ်တော်နှင့်ဆိုင်သောဝိညာဉ်တော်နှင့်ဆိုင်သောကောင်းကြီးမင်္ဂလာဖြာဖြာတို့ကိုလည်းဤတနာတော်မူပါစေ။ ယခုဆက်လက်ပြီးတမန်ကျမ်းစာတော်မြတ် Gospel ကို အနည်းမှာဖြစ်ပါတယ်။ဒိက္ခာတင်ပေးသည့်ဆရာတော်ကြီးသည်ဆရာတော်တစ်ကိုတမန်ကျမ်းစာတော်မြတ် Gospel ကိုပေးအပ်ပြီးကျမ်းစာအုပ်ကို လက်ခံယူပြီးနောက်ပိုင်းဟောပြောမှုတာဝန်ကို မနာမနေဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်ခြင်းပင် ဖြစ်ပါတယ်။ဧဝံဂေလိကျမ်းကိုခံယူ၍ အကျွင်းမဲ့တီးခံခြင်းနဲ့တင် जा ပေလို့သောဆန္ဒဖြင့်ဘုရားသခင်နှုတ်ကပတ်တော်ကို ဟောပြောပါလောဆရာတော်တစ်အားလက်စွပ်ကို အနှင်းချင်းပင် ဖြစ်ပါれသိခါတင်ပေးသည့်ဆရာတော်ကြီးသည်ဆရာတော်တစ်ဤညာဘက်လက်တကြွယ်တွင် သာသနာတော်ပေါ်တစ္ဆာဆောင်ထိမ့်မိအထိမ့်မဲ့ဖြင့် လက်စွပ်ကိုဝစ်စင်ပေးပါလိမ့်မယ်တစ္ဆာတီကျင်းဤအထိမ်းမှဖြစ်ဤလက်စွပ်ကို ခံယူပါလောဘုရားသခင်ခင်မွန်းတော်ဖြစ်သောတန်ရှင်းသောအသင်းတော်ကိုတစ္ဆာမဖောက်ပြန်မဲဘေးမတီရမခစေရန်စောင့်ရှောက်ထိန်းသိမ်းပါလောတောက်ချာကို အနှင်းချင်းပင်ဖြစ်ပါれတိတ်ခါတင်ပေးသည့်ဆရာတော်ကြီးသည် ဆရာတော်သိဥခေါင်းပေါ်ဥခေါင်းပေါ်မှာဒေါချာကိုစောင်းပေးมาဖြစ်ပါတယ်ဒေါချာသည်ဒေတာခံသာသနာနယ်မြေမှာဆရာတော်ဤဥဆောင်မှုတာဝန်ကိုပေါ်ပြခြင်းပင် ဖြစ်ပါတယ်ဒေါချာကိုခံယူပါလောတန်ရှင်းမြမြတော်တန်ခြင်းမြမြမှုရောင်ကြည်သည်တင်ပွားပေါ်တွင်ထွန်းလင်းပါစေ ိုးထင်းကျုပ်ထင်ရှားပေါ်ထွန်းလာသောအခါကရောရှင်ထာမဘုန်းကုံတော်တရေဖူကိုမပြတ်မကွက်ခံယူရရှိနိုင်ရန်ထိုက်တန်သူ ဖြစ်ပါစေတိုးထိတ်တောင်ဝေးအနှင်းချင်းပင်ဖြစ်ပါれဒိခါတင်ပေသည့်ဆရာတော်ကြီးသည်ဆရာတော်တစ်အားတိုးထိန်တို့ဤတောင်ဝေးကို ပေးအပ်ခါဘာသာဝင်တိုးစုများကို ကြီးစုစောင့်ရှောက်ဖို့ရန် တာဝန်ပေးအပ်မှာပဲဖြစ်ပါတယ်သောထိန်တာဝန်ဤအထိတ်မှဖြစ်ကံဝေးကိုခံယူပါလောသောစုတစ်ခုလုံးကိုစောင့်ရှောက်ထိန်သိမ့်လောသောစုအလယ်၌သရှင်သောဝိညာဉ်တော်မြတ်သည်ဘုရားသခင်၏အသင်းတော်ကိုအုပ်ချုပ်ရာတင့်အားဆရာတော်ခံထားတော်မူသည် ယခုကျွန်ုပ်တို့မျက်မှောက်ရှိမုဆင်ဂျော်ရေမွန်ဝေလင်းထွန်းသည် ရန်ကုန်ကက်သလစ်ဂိုင်းချုပ်သာသနာတော်၏လက်ထောက်ဆရာတော်အစ်ဖြစ်သွားပြီဖြစ်ကြောင်းကြေညာအပ်ပါれခင်ဗျာ